ဒီကောအရန်တင်ပေးတယ်ဒီကောဦးရောင်အရန်တင်ပေးတယ်ဟိုဒါပထမအဦးဆုံးတေချာလေးတွဲပြီးတော့လှုပ်လှုပ်ရတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဒါမပြည့်သေးတဲ့ဟိုဖြစ်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုယ့်ရဲ့ဟိုဒီရှိမှာစိတ်နောက်ဆက်ဖြစ်မှာမျိုးစိုးရိမ်တာမျိုးရှိရဲဒီကောလုံးနဲ့လည်းတွေ့ပြီးတော့ဒီလိုမျိုးတင်ပေးခံရတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ် Spice of Life ဒီကားမှာတော့ရမောကနွေးအီဆန်ဆွဲ character လေးနဲ့ပါဝင်ထားပါတယ်ရှင်အာရမောကကြတော့ဒီကားထဲမှာကတရေရန်၆ခံရတဲ့ character မျိုးမဟုတ်ပါဘူးရမောကကြတော့ဒီတရေအိမ်ကိုပြောင်းလာပေမဲ့တရေရှိမှန်းလည်းမသိဘူးအာဒီတိုင်းဟိုသူများရေ၆တယ်ပြောလို့ဒါရောရောင်ပြီးနေပြီးတော့ပေါ့နော်ဒီတိုင်း အဲ့လိုစတဲ့ဝါဝါဖြစ်နေတဲ့ကောင်မလေးနေရာနေပါဝင်ထားပါလေရှင်။ကိုကတကယ်အလုံးလုံးလုံးကောင်တဲ့ကိုပါအလုပ်ကိုအာရုံစိုက်ပြီးတော့အာတေးတခြားလေးပေါ့နော်။သူရဲ့ဒါဒီကားမှာသူ့ character ဆိုရင်အများနဲ့ဇက်တန်လို့ပြောရတာဆိုတော့အဲ့ဇက်တန် character နဲ့ပြောပြီးတော့အာ shooting တစ်ခုလုံးအဲ့လိုလုပ်ကောင်တဲ့အဲ့လိုရည်နေခဲ့ရပါတယ်ပေါ့နော်။အာရမောတော့အဲ့လိုရမောရုပ်ချက်ဒီဇက်တန်နဲ့လာပြောနေတော့ရည်မိမယ်ထင်တယ်တရေဟုတ်မဟုတ်လေ။အရင်ဆုံးရည်လိုက်မိမယ်ထင်တယ်ပြီးမှအော်တရေလားဆိုပြီးဖြစ်သွားမလားမသိဘူး။တရေထပ်တယ် တရေလားတရေတော့ကြောက်တတ်တယ်ဇက်ဆန်နဲ့လာပြောတော့ကြောက်တော့ဘူးတနေ့အာဒီလိုမျိုးအဲ့လိုမျိုးတော့မရှိပါဘူးရမလို့ရိုက်ကူးတဲ့ရိုက်ကူးရေးအိမ်ကလည်းတရေချောက်တဲ့အိမ်မျိုးမဟုတ်ဘူးတရေချောက်တဲ့အိမ်နဲ့ဆင်တူတဲ့ဒါဘယ်လိုကောင်လဲအိမ်ကြီးမှသွားရိုက်ထားတာပေါ့နော်အမတရားတွေကတော့ဘယ်လိုပြောရမလဲဆိုတော့အဲ့လိုအဓိကတော့ ဒါရမုံတော့ကြတော့အဲ့စင်းနေမှာမပါပဲမဲ့အဲ့စင်းနေမှာရှိခဲ့ရပါဘောเนาะဒါဥခင်လိုင်းဆိုလို့ရှိရင်လုံးဝအဲ့လိုသူဂျပန်လိုပြောတဲ့အချိန်မှာရမုံတို့ pre production ကလေးကဥခင်လိုင်းကဒါရမုံတို့ writer manura ကနေပြီးတော့သူဂျပန်ပေါ့เนาะဂျပန်စကားပြောတတ်တဲ့သူတယောက်ကိုခေါ်ထားတယ်ခေါ်ထားပြီးတော့ on scene မှာလည်းအဲ live ပြီးတော့ခြိခိုင်းတယ်ပြီးတော့အပြင်မှာလည်းအဲ့လိုအတန်ထွက်တယ်ပေါ့เนาะအတန်ထွက်တယ်အဲ့လိုမျိုးပြောပြီးတော့တေချာလေးစူးစားခဲ့ကြတယ်လို့ရမုံထင်ပါတယ်ရီးရမှာပါရမုံကတော့လေအဲ့လိုဘယ်လိုခေါ်မလဲအာသရီးပဲထက်လဲဒါ ဘယ်လိုခေါ်မလဲအာရုပ်ရှင်တစ်ခုဖြစ်တဲ့အတွက်ရမုံတို့ရတမျိုးစုံပါတယ်ဟာတပါမယ်လွမ်းဆွေးပါမယ်တစ်ချိန်တည်းမှာပဲအလိုအလွယ်လေးတွေပါမယ်ပေါ့နော်ပြိသက်ကြီးပြင်းတော့မပြေးရပါဘူးဟုတ်ကဲရမုံပြောခဲ့သလိုပဲပေါ့နော်ရမုံကကြတော့ခြောက်ခံခဲ့ရတာမဟုတ်ဘူးရမုံကကြတော့အလိုသူများတွေ၆ခံနေရတဲ့ဇဝင်ခံတွေကိုမြင်ခဲ့ရတာမြင်ခဲ့ရဖြစ်တဲ့အတွက်အဲသူများ၆ခံရဆိုတော့အလိုအမားတို့လာကြည့်ရင်သိမယ်ပေါ့နော်အဲ့လို၆ခံရတဲ့ဆင်းလေးတွေရှိရဲအဲ့လိုခရက်တွေထနေကြတဲ့မျိုးလေးဒါလေးတွေအရင်ရည်ပြီးတော့ပျော်ဖို့ကောင်းခဲ့ပါတယ် ရိုမက်ဆင်လေးတွေကတော့အဲ့လိုဘယ်လိုပဲပြရမလဲဒါတဆေရကြတော့ဒီကောင်းမလေးကိုသူကဘယ်လိုလဲအခုမှမြင်ဘူးอ่ะဗောနော်အိမ်ရောက်လာခဲ့တဲ့သူတွေထဲမှာဒါကောင်းမလေးကိုသူအခုမှမြင်ဘူးอ่ะဖြစ်တဲ့အတွက်သူကအဲ့လိုအဲ လွန်ခဲ့နှစ်ပေါင်း900လောက်ကအဲ့လိုတက်မလားတစ်စိကြီးပေါ့နှစ်တွေကြာကြီးကလေးကဖြစ်ခဲ့တစ်စိကြီးဆိုတော့ तू ကအဲ့လိုဒီစားစကားကိုဘယ်လိုပြောအောင်လဲမသိရမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရဲအဲ့လိုတကိုးတွေပါရင်ဖန်ဆင်းတာမျိုးပေါ့နော်ဒီမုံလဲဘယ်လိုပြောပြအောင်လဲမသိလာကြည့်လိုက်ပါအဲဒီကောင်ကအရန်တင်ပေးတယ်ဒီကောင်ဦးရအောင်အရန်တင်ပေးရယ်ကို့ တကယ်ကိုလေကိုနဲ့အဲ့လိုရင်းနေရပေါ့နော်အဲ့လိုဒါဆိုရေမုံဒါပထမဦးဆုံးတေချာလေးတွဲပြီးတော့လုံလောက်ရတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဖြစ်တဲ့အတွက်ဟိုတွေ့ရချိန်မှာကိုဘက်ကနေပြီးတော့ဟိုဘယ်လိုလဲဒါမပြည့်သေးတဲ့ဟိုဖြစ်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုရဲ့ဟို တရှိမှာစိတ်နှောက်ယှက်ဖြစ်မှာမျိုးဆိုရင်လည်းမျိုးရှိရဲဒါပေမဲ့အဲသင်ပေးတယ်ဒီလိုဒီလိုလုပ်ရတယ်တမင်ဒီညမှာဒီလိုမလုပ်ရအောင်ဒီလိုလုပ်ရတယ်အဲ့လိုမျိုးလေးပေါ့နော်ဒီမုန်းတို့ရဲ့လုပ်ကလုပ်နေနေပဲတက်သွားတဲ့အလုပ်ဖြစ်တဲ့အတွက်ဒီကုန်းလုံးနဲ့လည်းတွေ့ပြီးတော့ဒီလိုမျိုးသင်ပေးခံရတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်အရန်လည်းကုန်ယူပြီးတော့အဲ့လိုနောက်လည်းထပ်တွေ့ချင်ပါတယ် ယမွားပုံမှန်အဖြစ်ပေါ့နော်ယမွားအဲ့လို social media မှာအရန်အဲ့လို active ဖြစ်တတ်တဲ့သူမျိုးမဟုတ်ဘူးဒါအရင်ကတည်းကပေါ့နော်အရင်ကတည်းကလည်းယမွားဒါဘယ်လိုခေါ်မလဲ active ဖြစ်နေရမျိုးမဟုတ်ပဲနဲ့ဒီတိုင်းကိုကိုကလည်းကိုသွားတယ်လာတယ်တင်တယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့အခုနောက်ပိုင်းယမုံတိတ်ပြီးတော့ CV တဲဝင်လာရတဲ့အချိန်မှာမတင်ဖြစ်တာတွေပါလေဆိုတော့သူတို့ကလည်းအရန်အားနိုင်သူတို့အဲ့လိုတင်စရာမရှိမှဆိုတော့အခုတော့ပြန်စူးစမ်းပြီးတော့တင်ဖို့စူးစမ်းနေပါတယ်လို့ဒီကားလေးကိုလည်းကြည့်ကြပါဦး ဟုတ်ကဲ့ဟုတ်ဒါလည်းကံပါပဲရှင်သူတို့ကလည်းဒီလိုမျိုးလေးတွေ့ဆုံရတဲ့အတွက်အရန်ကြီးစိတ်တင်ပါတယ်သူတို့လည်းဟိုအဲ့လိုမျိုးတော့ရေမုံတို့မှမရှိပါဘူးရှင်ရေမုံတို့ကဘယ်လိုခေါမလဲဟို focus ပေါ့နော်ရမုံဖန်လေးကြောင့် focus ဖြစ်ပြီးတော့အာတို့ဘလို့ spot ပေးရင်ကောင်းမလဲဆိုတာမျိုးပဲတွေးနေကြဆိုတော့ဒီနေ့လည်းတို့မအားတဲ့ကြားနေလာပြီးတော့အဲ့လိုလာပြီး spot ပေးရဆိုတော့ဟုတ်အဲ့လိုမျိုးလေးပါပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်အခုရမုံတို့ကတော့သူကြောက်ကိုကြောက်ပေါ့နော်လူရှင်စကားရေပရက်ရှူလေးမှရောက်ရှိနေရပဲဖြစ်ပါတယ်ပရိသတ်ကြီးကိုလည်းဒီမကြခင်ဇွန်လမှာပေါ့နော်ဇွန်လမှာရုံတင်မှာဖြစ်တဲ့အတွက် လာပြီးတော့ကြည့်ဖို့ရမုံကဖိတ်ခေါ်ချင်ပါတယ်ဒီထက်မှအာဘယ်လိုခေါ်လဲ character အစမ်းလေးပေါ့နော်ပါမယ်လို့ရမုံထင်တယ်ပြီးတော့ဒီ character အစမ်းလေးတွေကပဲပြည့်တဲ့တူဒီမယိုးဝအောင်စကားကိုဒီလိုအချိုးကွေလေးတွေနဲ့ပြီးတော့ရိုက်ွက်လေးတွေအဓိကပြောချင်တာရိုက်ွက်လေးတွေမနူရာဆိုရင်ဒါ writer မနူရာပေါ့နော်ဒါညီမလေးတို့နဲ့လည်းဒါပထမအဆုံးထိတွေ့ဘူးတာပါမမဆိုလည်းအရန်သူဘယ်လိုခေါ်မလဲအဲဒီသေးပေါ့နော်သူတွေးတယ်ကင်မရာ work တရားစာပစ္စည်းနေရထားတာစအဲ့လိုမျိုးလေးတွေတုံးထားတာဆိုတော့အဲဘယ်လိုခေါ်မလဲအရန်ကြည့်လို့ကောင်းပါတယ်လို့ပြောချင်ပါရှင်လာပြီး 要阿皮巴欧，拉皮奇亚巴欧什。